KBZ ဖန်ဆောင်ထဲကငွေသား3900ကျော်ပျောက်ဆုံးသွားခြင်းမင်္ဂလာပါဒီခုတစ်ခါမှာတော့ရွရွထေးဆိုတဲ့ဖေဘောကောင်းကဖန်ဆောင်ထဲကငွေသား3900ကျော်ပျောက်သွားတဲ့အကြောင်းကိုတင်ထားလို့အဲ့ဒီအကြောင်းကိုဖတ်ပြပေးပါမယ် KBZ ဖန်မှာတာဝန်ရှိလူကြီးမင်းများရှင်ဘယ်လိုတာဝန်ယူဖြည့်ရှင်းပေးမှလဲရှင်2012ခုနှစ်ကစပြီးစာအုပ်ထဲမှာပဲစုလာခဲ့တဲ့သူပါရှင်ဘန်ကီးဆော့ဝဲလည်းမရှိ တုံးလည်းမတုံးတတ်တဲ့နေရလူဖြစ်ပါတယ်။ငွေဆုံးရှုံးနှစ်နာသူဦးလေးလင်မယားကဗန်သွားပြီးအပြန်ကိုနဲ့ရင်းနှီးတာရောငွေရဲငွေထုတ်ဆိုင်ဖွင့်ထားတာကြောင့်ရော လာပြီးမေးတာမို့လို့ကျမတို့လည်းသိရတာပါ။မှတ်ပုံနဲ့နံပါတ် OTP တွေကိုလည်းလိမ်နာတွေကြားဖို့နေတာမို့ဘသူ့ကိုမှမပြောမိပါဘူးတဲ့။အခုအတိုးရင်ပေါမို့ဗန်သွားတော့မှ သူစုထားတဲ့3920ကျော်မှ6သိန်းကျော်ပဲရှိပါတော့တယ်။ ဘန်ကင်းဆော့ဝဲတောင်မရှိပဲတုံးလည်းမတုံးပဲသိန်း920ကျော်ကို6လအတွင်းဘန်ကင်းဆော့ဝဲတုံးပြီးအလွယ်လေးယူသုံးခံထားရတာပါရှင်တသက်လုံးရှာထားသမျှစူဆောင်းထားတာမို့လို့ဘယ်လိုတာဝန်ယူ ဖြည့်ရှင်းပေးမလဲဆိုတာသိချင်ပါလေရှင်ဘန်ဘက်ကတော့လိုအပ်တဲ့ဆရာစရန်ရစကန်အမှုဖွင့်စာနဲ့ကောစင်တာခေါ်ဖို့စာတင်ဖို့ပြောပါတယ်ရှင်ရစကန်အမှုဖွင့်စာအတိုင်းဆို သုံးလအတွင်းလိုအပ်တာဆစ်ဆဲပြီးအကြောင်းပြန်တာဆောင်ရမှာပါ။ကာယကံရှင်ကတော့အဲ့မပြော စားမဝင်ပါပဲရှင်။ကျေးဇူးပါ KP ဆက်ရေ။ဒါတော့ရွရွထင်းဆိုတဲ့ဖဲဟိုကောင်ကသူ့တည့်ရဲ့ဘန်ဆောင်ထဲကငွေသိန်း920ကျော်ပျောက်ဆုံးသွားတဲ့အကြောင်းကိုရေးတင်ထားတာဖြစ်ပါတယ်။ဒါတော့ငွေသားပျောက်ဆုံးသွားတဲ့ဘန်ဆောင်ပဲဖြစ်ပါတယ်။သူတို့ဟာ2012ကနေစပြီးစုလာခဲ့တာပါ။2025ဇန်နဝါရီတရက်နေ့မှာတော့ ူတို့အတိုးရင်သွားပေါင်တော့ကငွေအမောင်920ကျော်ပါ။၃လတကာသွားပေါင်းတာမို့၃လပြည့်သွားတဲ့နေ့မှာဗန်ပိတ်နေတာနဲ့အခုဒီနေ့2025ဇူလိုင်တရက်နေ့ကျမှငွေအတိုးရင်သွားပေါင်တော့သူ့ငွေလက်ကျန်က6သိန်းကျော်ပဲရှိရတာတွေ့ရတော့ပါတယ်။ဒါကသူဒီနေ့ထုတ်ယူလာတဲ့6သိန်းကျော်ပါ။ဂျာထဲမှာကစာအုပ်မှာလက်မှတ်မရှိတာမို့လို့ဘန်ကီးအကောင့်ထဲကနေအကောင့်ကိုယူသုံးပြီး စက်သိန်း30ပုံမှန်ထုတ်သုံးနေတာစာအုပ်ထဲရမြင်တဲ့အတိုင်းပါပဲရှင်နောက်ဆုံးမှာတော့6သိန်းကျော်လေးကျန်တာပြန်ထုတ်လာခဲ့ရပါတယ်ဒီကြောင်းအားနဲ့ပတ်သက်ပြီးတော့ကမ္ဘောဇားဘဏ်ကဖုံးစက်အကြောင်းကြားပြီးတော့ညှိနှိုင်းမှုတွေပြုလုပ်လာကြောင်းသိရပါတယ်ကမ္ဘောဇားဘဏ်ကဖုံးစက်လာတဲ့အကြောင်းကို နားဆင်ကြည့်ပါဦးခင်ဗျာ လိုဟုတ်ကဲ့မဟုတ်လို့ဟုတ်ကဲ့မင်္ဂလာပါရှင်မယူသေးလားရှင်ဟုတ်ပါတယ်မအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုလေတမကကမ္ဘောဇာဗန်က customer service က resolution manager ပါရှင်ဟုတ်ကဲ့မမဟုတ်ကဲ့ဟုတ်ကဲ့ဟိုအညီမလေးတင်တဲ့ post လေးနဲ့ပတ်သက်ပြီးတော့လေအဲ့ဒါလေးအကြောင်းလေးလေးဟိုပြောချင်လို့ပါရှင်ဟုတ်ကဲ့ဟုတ်ရမလားမသိဘူးရှင်ပြင်ရတယ်နော်မဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုညီမလေးဟိုပေါ့နော်မနေ့ကျန်တော့ဗန်သွားမယ်ဆိုတာလေးသိရတယ်ပေါ့နော်အဲ့တော့လေဟိုကျမတို့ဘက်ကနေပြီးတော့ဘယ်လိုမျိုးဟိုစီစဉ်ပေးထားလို့ရနိုင်မလဲဆိုတာဟိုပြင်ဆင်ပေးထားချင်လို့ပေါ့နော်ဘယ်ဗန်ခွဲဟိုများသွားမလဲဆိုတာလေးသိလို့ရမလားရှင်ညီမလေးတော့မင်းဖို့ဗန်ကိုသွားမှာပါမှာ ော်မင်းဘူးပန်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုရင်ကျွန်တော်တို့မင်းဘူးပန်အောင်လဲဟိုမနေ့တင်စားလို့ရှိရင်ချိတ်ဆက်ပြီးတော့လေကြိုပြီးတော့ပြောထားပေးပါမယ်ဒီအကြောင်းအရာလေးကိုလေဟုတ်ပြီးတော့လဲဘန်ဘက်ကနေအခုတိတိချင်းနဲ့ပေါ့နော်ကျွန်တော်တို့မနေ့တင်ဖို့သူရဲ့ post ကိုကျွန်တော်တို့စီကိုပို့ပေးတာနဲ့ကျွန်တော်တို့ဟိုချိတ်ဆက်ပြီးတော့လေဟိုကြေရှင်းပေးဖို့အတွက်ကိုတခါလေးပေါ့နော်ဟိုတာဝန်ပေးတဲ့အတွက်အရင်ဆုံးဖုန်းလေးဆက်လာပါဟုတ်အဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တီးရတာနဲ့ဒီအကောင့်နဲ့ပတ်သက်ပြီးတော့အကုန်လုံးကျွန်တော်တို့စစ်ဆေးပေးပါမယ်ဟုတ်ကဲ့ဟုတ်စစ်ဆေးပေးပြီးတော့ဒီအကောင့်နဲ့ကနေဘယ်လိုမျိုးအဒီငွေထွက်သွားလဲတဲ့ကိုရောက်သွားလဲဆိုတာမျိုးတွေအားစားပေါ့နော်အသေးစိတ်စစ်ဆေးပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဖက်ချင်းအကြောင်းပြန်ပြီးနိုင်အောင်ပေါ့နော်ဟို 就哦三月幾嘛吧，哦阿姑老老就講話，誒你要你老表咩做下料料貪咧，比較唔得聽我咧，你冇聽我咧，做埋要做比較一張炸叉燒包咪成嘅嘛，係。 ဟုတ်ကဲ့မှဟုတ်ကဲ့ဟုတ်ညီမလေးတို့ဘက်ကနေဟိုပါပါလေးများဟိုအသိချင်းသေးလေးပေါ့နော်အဲ့လိုမျိုးလေးတခြားတော့မရှိပါဘူးမညီမလေးတို့ကကြတော့လည်းဒီညီမလေးတို့ကဒါလေးကနေကူညီပြီးတော့ post တင်ပေးရပါဘူးဒီဦးလေးကကြတော့ဒီဟိုညီမလေးမျိုးသားရဲ့အသိပေါ့နော်ရွာဘက်ကပဲဆိုတော့အဲ့လို mobile banking တွေလည်းသူမတောင်းတတ်ဘူးဘဏ်အကောင့်ထဲမှာပဲသူသိလာတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဆက်လိုက်တာသူမသိလိုက်တာလည်းဖြစ်မှာပဲဒါပေမဲ့သိန်း900လောက်ကြီး amount ကြတော့လေအရင်ကညီမလေးတို့လည်းဟုတ်ကဲ့ပါသိမှာဖြစ်မယ်ဆိုပြီးတော့သိလိုက်တာမှမဟုတ်ကလည်းလေဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ညီမဟုတ်အခုလည်းပေါ့နော်အမလို့ကဒီကိစ္စကိုဒါညီမတို့ဘက်ကနေပြီးသွားပြီဟိုသက်ဆိုင်တဲ့အရာဘက်ကလည်းအကုန်လုံး တာဝန်ယူပြီးတော့စစ်ဆေးပေးမယ်ပေါ့နော်အမှန်တိုင်းချစ်စီရမယ်ဘန်ဘက်ကနေလည်းတာဝန်ရှိတယ်ဆိုလို့ရှိရင်လည်းဘန်ကနေပြန်ပြီးတော့အဆင်ပြေအောင်လုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ဒီမှာဟိုတစ်ခုလေးအမားဘက်ကလေး request လုပ်ချင်တာကလေဟိုဒီ post လေးကိုပေါ့နော်လောလောဆယ်မှာဒီညီမလေးဘက်မှာ only me လေးနဲ့ပြန်ထားပေးလို့ရမလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လေးပြီးတဲ့အတိုင်းနဲ့အခုကလည်း social media ကဟိုရမ်းတုံးကြတယ်ပြီးတော့လည်းဟိုဘန် အထူးသဖြင့်ပေါ့နော်ပုံမှန်လေးလေးကြွားရင်ဟိုအမတို့ KBZ ကိုကြားတော့လဲလေနည်းနည်းလေးအတိုက်ခိုက်လေးတွေရှိတယ်ပေါ့နော်ညီမလေးတို့လည်း line ပေါ်မှာလည်းတွေ့မှာပါအဲ့တော့အဲဒီကိစ္စလေးကိုပေါ့နော်ဒီ only me လေးပဲပြန်ထားပေးထားပြီးတော့အမတို့ဘက်ကနေဆောင်ရွက်ပေးချက်တွေကိုမှမသိနှက်ဘူးပေါ့အဆင်မပြေဘူးဆိုလို့ရှင်မှာ line ပေါ်ပြန်တင်လို့လည်းရပါတယ်အဲ့ဒါလေးလည်းအမကျွန်တော်ဘက်ကနေပြီးတော့ request လေးလုပ်ချင်တာပေါ့နော်ဟုတ်ပို့ဆိုတော့လေးမလားညီမပို့ဆိုတော့မှဒီလိုလေးလုပ်လိုက်မယ်လေငါလေးတို့ကဘန်မတော်ရသေးတဲ့အတွက်ကိုဘလို့ကိုက်ကိုလည်းဖြည့်ရှင်းပြီးလဲဆိုတော့မသိသေးလို့လေမနေ့ကဆက်ရောက်လို့အချိန်လေးကြည့်ပြီးတော့မှဒီငွေပိုက်ချင်းတရားကန်ချင်းကဒါကိုအချိန်နဲ့ပါတယ်ဆိုတော့ညီမလေးဒါကို only me လုပ်ပေးပါမယ် ြင်းပါဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုတော့လေလေကျမတို့ဘက်ကနေပြီးတော့ဟိုဒါလေးကဟိုဟိုအရန်မြန်နေလေးနော်ဥမာမဟိုဒီခုခုဆိုလို့ရှိရင်လေ social media မှာပြန်လာလဲများတယ်ဥမာ share ကြမယ်ပြီးတော့အောက်ကနေ comment တွေကဟိုမှန်တာရောမမှန်တာရောပေါ့နော်ဝင်ရေးကြတယ်အဲ့လိုမျိုးအပိုင်းကြီးတွေရှိလာတဲ့အခါမှာဒီခါလေးကျတော့ဟို client ရှင် post တွေနဲ့တူအတွက်လဲအဲ assembly ဘူးပေါ့နော်အဲ့ဒါမျိုးလေးဖြစ်မှာသူလို့ပါညီမဟုတ်ကဲ့ကျမတို့ဘက်ကနေကျတော့အခုဒီ social media ဘက်ကိုလဲအဲတချို့လဲရှိတွေ့မှာပါပေါ့နော် post တွေနောက်ဒီ live link ပြီးတော့ ဟိုပြောဆိုစကားတဲ့ပုံစံမျိုးလေးတွေလည်းရှိကြလေလေနော်အဲ့ဒီဘိုင်းလေးတွေလည်းမလုံဘက်ကဟိုဆောင်ရွက်တင်တာဆောင်ရွက်ဖို့အတွက်လည်းရှိနေတယ်ပေါ့အဲ့ဒါလေးလည်းအဲတခုစီစဉ်ထားတာလေးရှိတယ်ညီမလေးရဲ့ဒါတော့ဒါပြ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 တာပါတကယ်လို့အခုညီမလေးပြောသလိုပဲမနေ့ကဖန်ကိုသွားမယ်အဲဘန်ကနေပြီးတော့ဘယ်လိုလုံဆောင်ပေးသလဲပုံမှာကျင်းတဲ့တင်ပြပြပို့ပေါ်မှာညီမလေးတို့လုပ်ပေးမယ်ဆိုလည်းရပါတယ်ညီမလေးဟုတ်ဟုတ်အမကတော့ဒါလေးကိုဟိုဖုန်းဆက်ပြီးတော့အကြောင်းကြားပေးတယ်အမတို့အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်ဘန်ကွဲကိုလည်းမလို့ကြိုပြီးတော့ပြောထားပေးမယ်ပြီးလို့ရှိရင်တက်ဆိုင်ရကလည်းချက်ချင်းဒီဟာကိုစစ်ဆေးဆောင်ရွက်ပေးဖို့အဆင်ပြေရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းလမ်းပြီးတော့အကြောင်းကြားတာပါညီမ ဟုတ်ကဲ့မဖုံးမဲဆုံးတော့လေးလေးတော့အဲ့လိုမျိုးရှင်းလေးတင်ထားမရှိဘူးပေါ့တော့မှာဟုတ်ကဲ့ဟုတ်ကဲ့လည်းအများများနေတယ်တို့ကလည်းတကယ်ဆိုအလုံးကြားပြီးတဲ့အချိန်မှာပဲကမ်ဘောဇာဘန်ကတော့ဝေသားတွေပြန်ပေးမယ်လို့ဆိုပါတယ်ပို့တော့ only me သို့မဟုတ်ဖြတ်ပေးရမယ်လို့ဆိုလိုပါတယ်ပို့ပိုင်ရှင်အမျိုးသမီးကတော့ဝေသားရပေးမှဖြတ်ပေးမယ်လို့ပြောပါတယ်ဒီမျိုးသမီးပြောတာမှန်ပါတယ်တကယ်တော့အခုလိုမျိုး online ပေါ်မှာပေါပေါတင်တင်တက်မလာတဲ့ငွေခိုးမှုငွေပြမှုတွေအများကြီးရှိနေပါတယ် အဲ့ဒီနေရာမှာအခုပို့ရဲ့ကွန်ပန်းမှာတောင်ဒီလိုမျိုးတွေ့ရပါသေးတယ်။ဤလေးဆိုတဲ့ကောင်းကမှန်ထားပါတယ်။မြမလည်းလွန်ခဲ့တဲ့တစ်ပတ်က KP account လော့ကျသွားလို့ပြန်ဝင်တယ်။ဝယ်မရဘူး။ဂျုံးကိုဖုံးဆက်မေးကြည့်တော့ခုနှစ်ရက်ဆောင်ပေးပါတဲ့ပြန်ပွင့်မယ်တဲ့။ account ပြန်ရတော့ account နဲ့12သိန်းကမရှိတော့ပြန်ဘူး။ဖုံးဆက်ပြီးပြန်မေးကြည့်တော့အတော့မပြူတာကြာပြီမို့လို့ထိမ့်သိမ်းထားတယ်တဲ့။55ရက်ဆောင်ရမယ်တဲ့။ ကို့မှာငိုရမလားရီရမလားဖြစ်နေတယ်။ဇက်ဆက်လိုက်တာ GB ဆက်ရယ်။ဝေလင်းချင်းဆိုတဲ့ Facebook account ကဒီလိုမျိုးမှတ်ချက်ရေးထားပါတယ်။အိမ်ကအဖြစ်ပန်းစာကိုလည်း55သိန်းထည့်ထားတာ။တနစ်ကြာလို့ငွေထုတ်မယ်စစ်တော့6တောင်းပဲရှိနေတော့တာ။ဆက်လက်ပြီးတော့အင်းငင်းခင်ဆိုတဲ့ Facebook account ကလည်းဒီလိုမျိုးမှတ်ချက်ရေးထားပါသေးတယ်။ GB ဆက်ကဖြစ်နိုင်ရင်မတုံးတာအကောင်းဆုံးပဲ။6လပိုင်း12ရက်နေ့တည်းက KBZ အပိတ်ခံထားရတာမရသေးဘူး။ တကယ်ရောက်ပါတယ်အဲ့ဒီ KB ဆက်က KB ရဲ့ရှိတဲ့ငွေက48သိန်းတောင်းဘညာကြော်နိုင်ဆိုတဲ့ဖိဖိုးကောင်းကလည်းဒီလိုမျိုးမှတ်ချက်ရေးထားပါတယ်ကျွန်တော်ပြပြလဲ29ရက်နေ့က KB ကနေဘန်ကောက်နဲ့ဟို18သိန်းပြောင်းထည့်လိုက်တယ်ဗျာထဲခါစားတော့ငွေပမာဏဟာရှိနေတယ်ခနေ့မနေ့ရောက်တော့ငွေက18သိန်းရောက်နေတယ်ကတ်အောက် history မှာ ပြန်ကြည့်တော့လဲမှတ်တမ်းကမရှိနေတာကလာရှိုးမှာဆိုတော့ဘလော့ဆယ် ကံမောစားပံမဖွင့်သေးတော့ customer service ကိုဖုန်းဆက်တော့မရဘူးဗျာရုံးချုပ်တီဆက်ခါမှစစ်ပေးမယ်ဘာညာလောက်တာမနေ့7နိုင်လောက်ကစစ်ခိုင်းလိုက်တာညနေ4ခွဲမှအကြောင်းပြန်နေဗျလူကြီးမင်းကောင်းကဝယ်ကျိန်းလိန်လဲမှုဘာညာဘာညာပေါ့အနေရောင်ထိထားတယ်အပိတ်ခံထားရတဲ့လောက်တာအဲ့ဒါတေချာရှင်းပြရတယ်ဝန်ထမ်းဖြစ်ကြောင်းကို78တိုင်းကလည်းအင်္ဂါသားရဲ့လာစာဖြစ်ကြောင်းအသေးစိတ်တေချာရှင်းပြမှအကောင့်ပြန်စစ်ပြီးဖွင့်ပေးပါမယ်နဲ့ ပြန်ဖွင့်ပေးတာရော့သွားတဲ့ငွေ17သိန်းလုံးပြန်ရလိုက်လို့တော်သေးတာဗျာတနိုင်ငံလုံးမှာတခြားဘဏ်တွေရှိပါတယ်အဲ့ဒီဘဏ်တွေကိုလည်းကေပေးလိုမျိုးလူတိုင်း300လွယ်အောင်လုပ်ပေးနိုင်ရင် ပိုးအဆင်ပြေမယ်ထင်တယ်ဗျာ AYA ပေးလိုမျိုးပေါ့ဂျူလီတင်းဆိုတဲ့အကောင့်ကလည်းဒီလိုမျိုးရေးတင်ထားပါတယ်အဲ့လိုပါပဲကျွန်တော်နဲ့အစ်တတယောက်ဆိုလဲသူတို့ဘဏ်ဝန်ထမ်းကထုတ်သုံးတာကိုသိပါလေရနဲ့ပြန်ရောက်ပေးမယ်ဆိုပြီးအခုထိမရောက်ပေးပဲ ော်ရက်ချိန်တရက်ချိန်လုံနေတာတွားတွေးတော့လေဘန်မန်နေဂျာကရှောင်းနေတယ်အခုကွန်မန်းနေလိုမျိုးပဲလိုင်းမဟုတ်မရောက်ဖက်နဲ့ငွေသားဆုံးရှုံးသွားရလူတွေအများကြီးပါငွေကြေးလိမ်လည်မှုဆိုပြီးဘန်အကောင့်တွေကေဘေးအကောင့်တွေပိတ်ခံရတယ်အများကြီးပါတကယ်လိမ်လည်နေတဲ့အကောင့်တွေတော့သာသာယာယာဖြစ်နေတော့မှာပဲ